ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါ့ကိုငယ်ဦးတီအဆက်ကြိုက်တဲ့မိသားစုတွေပေးစားတာအမေရက်ဆက်တယ်ယူမိတဲ့ငါလည်းတကယ်မိုက်မဲခဲ့တာပဲ အခုတော့ဒေါသတကြီးနဲ့ညွန်မြတရားမယူသေးအတောင်လိုက်တွင်နေငင်းခန့်မွေးကြိုင်တွေကိုကြိတ်နေရပါပြီဒီချိန်မှာပဲဘာဘီကအမွှေးကြိုင်ဘူးတစ်ဘူးကိုယူလာခဲ့ပါတယ်ရှောင်းမအမေကငွေသီးအတောင်တွေနဲ့မဆလာဘူးပို့ခိုင်းလိုက်တာဒါတွေလည်းကြိတ်ပြီးဟင်းထဲမှာထည့်ပေးအောင်နော်ဟုတ်ပါပြီငါ့ကိုငွေသီးမုံကြိတ်ဆက်ကြနေရပဲငါလက်တွေလည်းငွေသီးနဲ့ဟင်းခန့်မွေးကြိုင်ကြိတ်လို့ပျက်စီးကုန်ပြီဘာဘီကမဆလာကိုထားပြီးတော့ထွက်သွားပါတယ်ညိုမြကငွေသီးတွေကိုထပ်ပြီးတော့ကြိတ်ပြန်ပါတယ် တီမီဖို့ကြောင့်ကငါအတွက်တော့ထောင်ချနေရတယ်လို့ပါပဲမင်္ဂလာပွဲကမုံနေစားမိတာကိုတကယ်နောင်တရရဲ့ဟဲ့အခုဒီအဆက်တွေကငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်ကဲချစ်ပရိသတ်တို့ရေဇလန်းအကြောင်းတစ်ခုခုတော့နားလေလောက်ပြီလို့ထင်ပါတယ်အမွေးကြိုင်တွေအများကြီးကြိတ်ရတဲ့အခါမှာဒေါသထွက်တာကတော့တဘာဝပါပဲဒါပေမဲ့ညူမြကငယူသီးမဆလာတွေအများကြီးကြိတ်ရတာကအပြစ်ပေးခံရတာလားဒီဇလန်းလေးကိုနားလေဖို့အတွက်ဇလန်းအရှိပိုင်းကိုပြန်ကြည့်လိုက်ကြရအောင် ထမင်းစားစပွဲမှာညိုမြကပြောခဲ့ပါတဲ့။အမေရဲ့ထမင်းပေါင်းတဲ့ထဲကိုငြုတ်တိအတောင်လိုက်နဲ့ဟင်းခက်မွေးကြိုင်နဲ့မထည့်ပါနဲ့လို့သမီးပဏခါပြောရမလဲ။အရင်ဆက်တာပဲ။အိုးဖះရေငါဘလို့ကလေးမောင်မွေးထားမိတာလဲ။ဟင်းကနည်းနည်းလေးဆက်တာနဲ့ထော်တာပဲ။ဟဲ့ကောင်မလေးထမင်းပေါင်းမှဆိုငြုတ်တိနဲ့အမွေးကြိုင်နည်းနည်းပို့ထဲမှာအရသာရှိတာပေါ့။ကြည်ပေါင်ယောက်ကြရေ။သူကဒီဈေးကြီးတဲ့ငြုတ်ကောင်းစိတ်တွေလင်းညွန့်ပွင့်နေကိုဖယ်ထုတ်ပစ်နေတာ။မိမရေမင်းလည်းသိပါလေ။ ညိုမြကန်ယူသည်အဆက်တွေမစားနိုင်ဘူးလေလူတိုင်းကကိုယ့်အရသာနဲ့ကိုယ်ပဲလေကဲရှင်လက်သူ့ထောက်ခံဖို့မကြိုးစားနဲ့တနေ့ကျရင်သူကအဆက်စားတဲ့ရခမအိမ်ကိုရောက်သွားရင်ဘလို့နေမှာလဲဒါဆိုသူတို့အဆက်မစားတော့အောင်သမီးတင်မဲမယ်အမေအစကတည်းကညိုမြဟာအဆက်ကိုမစားနိုင်ခဲ့ပါဘူးဒီလိုနဲ့ပုံနာကြီးကရန်နေငယ်အတွင်းမှာပဲမင်္ဂလာကိစ္စကိုစီစဉ်လိုက်ပါတယ်အမကြီးသူတို့သားဘက်ကမိသားစုကမယုတ်သိနဲ့အမွေးကြိုင်လုပ်ငန်းရှင်ပါ သူတို့ကမျိုးရိုးစင်ဆက်ချမ်းသာလာကြတာဒီမိသားစုကအစားအသောက်ကောင်းကောင်းတွေစားတယ်အမွေးကြိုင်တွေလည်းကြိုက်ကြတယ်သူတို့ရဲ့အမွေးကြိုင်တွေဟာဈေးကွက်ကိုလွှမ်းမိုးထားတာပဲလက်ကားအမွေးကြိုင်တွေရောင်းပြီးပတ်စံလေအတော်လေးကိုရပါတယ်ခမရလူသမီးလေးပျော်ရွှင်စွာနဲ့နေရပါလိမ့်မယ်ပုံနာကြီးကျွန်တော်တို့သမီးလေးသူရောက်ခမကြီးမှာပျော်ရွှင်နေမယ်ဆိုရင်တခြားဘာလို့သေးလဲဗျာရန်နေငယ်ကြမှာတော့ညမြကမင်္ဂလာဆောင်ပြီးရောက်ခမအင်ကိုရောက်လာခဲ့ပါတယ် ဒါပေမဲ့ညိုမြကဆက်စားတွေသူ့ရောက်ခမတွေနဲ့အဆင်ပြေပါမလား။လာပါတမိချွေးမလေးရေငါတို့မိသားစုကနေနှွေးထွေးစွာ ကြိုးဆိုပါရနော်။ယတနာတမိနိညီမအခန်းပြလိုက်အောင်။ဟုတ်ကဲ့မေ။မိသားစုတွေအားလုံးအခုတော့အခန်းတွေထဲမှာနားယူဖို့အတွက်သွားကြပါတည်း။နောက်နေ့မှာတော့ညိုမြကရေချိုးပြီးမိဖို့ကြောင့်ကိုလာခဲ့ပါတည်း။အိမ်မှာနည်းနည်းမင်းအချောင်းနဲ့ငရုတ်သီးအတောင်းလိုက်တွေအပြည့်ထည့်ထားတဲ့အကြီးကိုမြင်တော့အံ့ဩတင်သွားပါတော့တည်း။အိုဖျားကြီး ဒါမီးဖို့ကြောင့်လားအမွေးအကြိုင်ဆိုင်လားကြီးလိုက်တဲ့နေရာတိုင်းမှာငုတ်သည့်အတောင့်လိုက်တွေပဲဟုတ်လောက်ပါတယ်လေရောင်းဖို့အတွက်အမွေးကြိုင်တွေကိုအိမ်မှာထားစရာနေရာမရှိလို့မီးဖို့ကြောင့်မှထားတာနေမှာပါဒီလိုနဲ့သူကလူတိုင်းအတွက်အရသာရှိတဲ့စားတောက်တွေကိုချက်ပြုတ်ပါတယ်ဒီချိန်မှာပဲရောက်ခမနဲ့ရောင်းမကမီးဖို့ကြောင့်တွေကိုရောက်လာခဲ့ပါတယ်အိုးအစားတောက်အနှံ့လည်းအရန်မွေးတာပဲဘာရီချက်နေရလဲအော်ရောင်းမရေအာလူးချက်တယ် ပြီးတော့အမဲသားနှစ်နဲ့တံပေါက်တွေအားလုံးအတွက်ပြင်ဆင်ထားတယ်။ဘူရီအတွက်မုံညက်ကိုထည့်ပြီးတော့စကားနဲ့ဆက်လိုက်ရုံပဲ။အဲ့နောက်မှာတော့ဒေါစင်ကမိဖို့ပေါ်မှာဦးလေးမှချက်နေတဲ့ဟင်းတွေကိုကြည့်ပြီးပြောလိုက်ပါတည်းချွေးမလေးရေဟင်းရဲ့အယောင်ကြည့်ရတာငေုတ်သီးနဲ့အမွေးကြိုင်နည်းနည်းလေးထည့်ထားပုံမန်းငေုတ်သီးနဲ့အမွေးကြိုင်ထပ်ပြီးတော့ထည့်ပါအောင်ကွယ်ဒါပေမဲ့အမေသမီးကဟင်းထဲမှာငေုတ်သီးနှစ်စွန်းထည့်ထားတာဒါတော့ဆိုလုံလောက်ပြီလေရတနာသမီးဟင်းကိုမြည်ကြည့်လိုက်ပါအောင် ယရနာကဟင်းကိုမြည်ကြည့်ပြီးမီးတိုင်းထောမှထိတ်တယ်လို့ပဲမီးလောင်ရလေးပင့်လိုက်ပါတဲ့။ရောင်းမရေညမငေုပ်သီးနဲ့မဆလာအပျော့စားတွေစားပုံရတယ်။အာလူချက်အရသာအရင်ဖြော့တော်တော်နဲ့ပော့နေတယ်။ငေုပ်သီးအတောင်းလိုက်တွေကိုကြိတ်ပြီးတော့အာလူချက်တွေထည့်လိုက်မှအရသာရှိမှာ။ဒီရောင်းမခက်ခဲတဲ့အလုပ်ကိုလာခိုင်းနေရပဲ။ယောက်မဖြစ်သူကသူ့ရှိမငရုတ်သီးတွေကြိတ်ခိုင်းပြီးဟင်းချက်ခိုင်းပါတဲ့။"အိုဖျားရေဒီငရုတ်သီးနှစ်ချောင်းမှာအစိတ်တွေဘလောက်တောင်များနေလဲ။" ငါလက်တွေတောင်ပူဆက်လာပြီအမေငြုတ်သီးကြိတ်ပြီးပြီချွေးမလေးရေဒီငြုတ်သီးကအရန်ကျန်းနေသေးတယ်ငါတိတ်တိတ်ချက်ချက်ကြိတ်ပြမယ်ကြည့်နေတော်စင်ကဟင်ခတ်မွေးကြိမ်တွေဘလို့ကြိတ်ရမလဲဆိုတာပြသခဲ့ပါတယ်အနာလေးတွင်ပါပဲချွေးမကစားတောက်တွေအကုန်လုံးကို ပြင်ဆင်ပြီးတော့တက်ခင်းခဲ့ပါတယ်အန်တီအဆက်အရသာရှိတဲ့ဟင်းတွေကိုအရန်ကောင်းအောင်ချက်ထားပဲစားရတာကောင်းလိုက်တာတကယ်ပဲချွေးမလေးရေဟင်းတွေအကုန်လုံးကပထမတန်းသားပဲ မယူသည့်အမွေးအကြံတွေကလည်းကွက်တီပဲဟုတ်တယ်မလားမေဟုတ်တယ်ချွေးမလေးရဲ့အာလူချက်ကအဆက်ဆုံးဖြစ်အောင်လုပ်ထားတာပဲချွေးမလေးအာလူထည့်ပေးပါအောင်ကွယ်ရဲ့ဖွားမြအောင်အဖွာအာလူချက်တွေအများကြီးမစားနဲ့လေအခုကနွေရသည်ဆိုတော့ဘိုက်ထဲမှာလေတွေခိုးပြီးဘိုက်နာလိုက်မယ်ကဲမြေချွေးမဒါငါပိုင်နဲ့ငါခန္ဓာကိုယ်ပဲလေငါကြိုက်တယ်လို့စားမယ်တင်းငယ်သည်နဲ့အမွေးကြံနေငါပါတာအစားကြအောင်လုပ်ပေးမယ်အမလီကြိုက်တယ်လို့သာစား ဝမ်ရှန်သူ့ဘာသာရေချိုးခန်းပြေးရမှာပဲချွေးမကဒေါသထွက်ပြီးအလူတွေအများကြီးကိုထည့်ပေးလိုက်ပါတည်းဟဲရောင်မဘာလို့ရက်နေရလဲကျမတို့နဲ့တူတူထိုင်ပြီးတော့လာစားလေဟိုအားလုံးစားကြပါရပါတယ်ကျမနောက်မှပဲစားပါမယ်ကဲချွေးမလေးရဲ့ငါတို့အိမ်မှာချွေးမနောက်ဆုံးစားရမယ်ဆိုရဲထုံးစံမရှိဘူးတခါတည်းဝင်စားလိုက်ကျွေးရရေတဲ့ဆင်းသွားပြီးညင်းမရတော့ဟိဒီအဆက်တွေအများကြီးဆိုင်ငါခေါင်းကင်ပုံတန်းရောက်သွားနိုင်တယ် ။မျိုးများကရခမရီညဉ့်ညင်မာကိုကြောက်ကြောက်နေပင်အလူဟင်းကိုတလုံစားလိုက်ကြနေ။နောင်ရီကနေမိโกရီထွက်လာပါတော့တယ်။အမလီငယ်သည်ဘလောက်တောင်ဆက်တာလဲ။ယောက်ျားရဲ့ရေပေးပါအောင်ရှိအမလီပူဆက်နေရောပဲ။ဟုတ်ပြီယော့။မိပွေမတက်ဆန်လွန်းတာကြောင့်မျိုးများတယောက်ကမစားနိုင်ဖြစ်နေပြီးရေခဏခဏတောက်ရပါတည်း။အဲ့နောက်မှာရောင်မနှစ်ယောက်ကသူ့ကိုပြောခဲ့ပါတယ်။ညီမလေးရေငြုတ်သီးနည်းနည်းလေးစားလိုက်တာနဲ့ဘုံလို့ပောက်ကွဲတော့တာပဲလား။ ညီမအဆက်တွေမစားနိုင်ဘူးလေဒါဆိုအခုကလေးကငြုတ်သီးနဲ့အမွေးကြိုင်စားတဲ့အလေးချင်းလောက်ပါတော့ရောင်းမရဲကျမတို့ကအားလုံးအဆက်စားကြတာညူမြကအဆက်စားမိလို့ဝမ်းပိုင်မအီမတာဖြစ်ပါတော့တယ်အမလေးဒီအဆက်စားနေတော့တန့်စင်ခံတော်တော်လေးကိုသွားရတယ်ဒီနေ့ကစပြီးအဆက်စားရမယ်ဆိုပြီးသူတို့ကစွတ်တယ်အတင်းနေငါ့ကိုဆွဲပြီးပြောနေတာခက်တယ်ဟဲ့ဒီချိန်မှာပဲရောက်ခမကမိဘကြောင့်နေရောက်လာပြီးတောင်းဆိုလိုက်ပါတဲ့ချွေးမလေးရေ ဒီညနေစာအတွက်ဆက်ဆက်လေးစားချင်တယ်အဆက်ဟင်းကောင်းကောင်းလေးချက်ပေးနော်ဒါပေမဲ့မေသမီးနေလျာငြုတ်သီးစားမိလို့ဘိုက်အောင်သွားတာအားလုံးအတွက်ရိုးရိုးရှင်းရှင်းလေးလေးဘဲဟင်းရဲ့ထမင်းရဲ့ပြီးတော့အဆက်မပါတဲ့ဟင်းသီးဟွက်ကြော်လေးပဲလှုပ်ပေးမယ်လို့စဉ်းစားထားတာချွေးမလေးရဲ့နင့်အစာချေစနစ်ကအားနေပေမဲ့ငါတို့ကကြမ်းပါတယ်လေဒီဘဲဟင်းထမင်းနဲ့ဟင်းသီးဟွက်ကြော်ဘယ်သူမှမစားဘူးအဲ့ဒါကြောင့်စိတ်သားငပိချက်ငြုတ်သီးချိတ်ပြီးရင်လည်းလာပြအောင် ဟုတ်ကဲ့ ။ရောက်ခမစကားကြောင့်ဒေါသထွက်ပြီးချွေးမကငရုတ်သီးတွေအများကြီးကိုကျိတ်လိုက်ပါတည်းအမေဒီဟင်းအတွက်တလောက်စုံလုံလောက်ပြီလားပြပါအောင်ဖွားမြအောင်ငါပြောပြမယ်ငရုတ်သီးပကံကိုမြင်လိုက်တာနဲ့အဖွားဖြစ်သူကစတင်ကျင်းပေါင်းပါတော့တယ်ဟဲ့ချွေးမလေးရဲ့ဒါကလအုပ်ပတ်ဆက်တဲ့စီယာစစ်ထဲ့ပေးတယ်လို့ပဲဒီလောက်နဲ့ဟင်းကအရသာရှိမှလားထက်လို့ ီလိုနဲ့ငရုတ်သီးနီးချောက်ပြင်ငရုတ်ကောင်းစင်းနဲ့မဆလာကိုပါမှုိကြိုင်အဖြစ်ဟင်းတွေကိုထည့်လိုက်ပါတော့တယ်။ဟင်းကျက်တော်ချွေးမကဟင်းတွေကို ပြင်ဆင်ပြီးတဲခင်းခဲ့ပါတဲ့။အိုးချွေးမလေးရေအရန်ဆက်ပြီးအရသာရှိတဲ့ဟင်းကိုပြင်ဆင်ထားတာပဲ။ငါတို့စားဖို့တင့်တော်တယ်အရန်ကောင်းတယ်ဟေ။အိုးဖျားရေလူတိုင်းကဒီလိုအဆက်ဟင်းကိုဘယ်လိုများစားနိုင်ကြတာလဲ။တို့အားလုံးကတော်တော်မာတဲ့လူတွေပဲ။နောက်ဆုံးမှချွေးမကစားဖို့ထိုင်လိုက်ပြီး တလုံထင်းစားလိုက်ကြနဲ့မြုပ်သီးကြောင့်သူ့ပါးစပ်တွေလည်းပူဆက်လာပါတော့တယ်အမလေးအိုးအမလေးဘလောက်တောင်ဆက်တဲ့ငြုပ်သီးလဲငါတော့မစားနိုင်တော့ဘူးအဆက်ကြိုက်တဲ့ရောက်ကမာတွေကအဆက်တွေကိုအရသာရှိရှိစားနေကြပေမယ့်ချွေးမကတော့အဆက်တွေကိုမစားနိုင်မယ့်တရချားတစ်ခါဝမ်းလျှောနေရပါတယ်ရောက်ကမာတွေကတော့မိဖို့ကြောင့်တည်းကမွေးကြိမ်တွေကုန်သွားတာနဲ့ဆိုင်ကနေထပ်ဖြည့်ခဲ့ပါတည်းအဲ့နောက်မှာတနေ့မနက်ခင်းတစ်ခုမှတော့ အမေမနှက်စာအောင်ဘာလုပ်ပေးရမလဲအော်ချွေးမလေးဒီနေ့ငယုတ်တိအတောင်းလိုက်တယ်မကြိတ်နဲ့တော့ငယုတ်တိစိမ့်ဖတ်ထုတ်ဆက်ဆက်လေးရဲ့ပြီးတော့အဖန်ရေကိုတေးစာစားဖို့လုပ်ပေးအဖအဖတန်ပိုင်ရန်နာနေတယ်ကဲမင်းညတော့အများကြီးစားမလို့အစာမကြေဖြစ်တာဖြစ်မယ်ကြတနာရေကိုတူးကိုစိမ့်မုံတိုက်ပေးရမှထက်နဲ့အမေကိုတူးကငယုတ်တိနဲ့မဆလာအရန်စားမလို့ဘိုက်နာနေတာအာလုံးသမီးရဲ့အကြံဉာဏ်နားထောင်ပြီး ဒီနွေရာသီတလျှောက်လုံးဒီအဆက်တွေမစားပါနဲ့တော့ကဲချွေးမလေးရဲ့အရင်မရှိနဲ့မိဖို့ကြောင့်နဲ့သွားပြီးငုပ်သီးဖတ်ထုံးနဲ့အဖန်ရီသာလှုပ်ခဲ့ပါအဖန်ရီထဲကိုကျင်းမောင်ရဲ့ဖာလာနဲ့ငေကောင်းစေပါထဲပေါ်မမိတ်နဲ့နော်ငါသဘောအတိုင်းသာဆိုရင်လေအဖန်ရီထဲကိုအမွေးကြံတွေနဲ့ငုပ်သီးတွေထည့်ပြီးတော့တိုက်ပစ်လိုက်ချင်တာနေရတွေကဒီလိုပဲဆက်သွားခဲ့ပါတည်းတနေ့မှတော့ချွေးမကမိဖို့ရင်းမှာ စားတော့တွေပြင်ဆင်နေရပါတယ်နေရတွေကဒီလိုပဲဆက်သွားခဲ့ပါတည်း ဒီနေ့မှာတော့ချွေးမကမိဘရင်းမှာစားတောက်တီကိုပြင်ဆင်နေရပါတယ်။ဒီတစ်ခါမှာတော့အဆက်စားမိလို့ဖွားကဆိုင်းအချင်းပေါက်ပြီးဆရာဝန်ကိုခေါ်ရပါတော့တယ်။အမေကအဆက်တွေအများကြီးစားပုံရတယ်။ဒါကြောင့်အဆိုင်းအချင်းပေါက်တာသူ့အစာချေစနစ်လည်းအားနေသွားပြီ။သူတို့တွေကိုအေးရီတက်ရမယ်။ရေမြမြလေးတက်ရမယ်။အစင်းရောက်ရွက်တွေလည်းကျွေးရမယ်။အဆက်တွေစားရဲဆိုရင်တော့အဲ့ဒါတွေကိုရှောင်ပါ။ကျမရှင်းပြရတာပင်မနေပါပြီဆရာရဲ့။ ဒါပေမဲ့ကျမရှင်းပြတာကျွဲပါဆောင်းတည်တယ်လို့ပဲအခုတော့ခံစားရပြီမလားချွေးမလေးရဲ့ငါတို့ခွင့်လွတ်ပါငါတို့ရဲ့စားချင်စိတ်ကတလောက်ထိတောက်ခရောက်မယ်ဆိုတာမသိခဲ့ဘူးဒီနေ့အစပြီးနင်ချက်ကျွေးတာမှန်သမျှအကုန်စားပါမယ်အခုတော့ရောက်ကမတွေအားလုံးကချွေးမချက်ပြုတ်ထားတဲ့အဆက်မပါးတဲ့စားတောက်တွေကိုမပြေတနာမှမရှိဘဲစားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။